်ခြေရည်သင်းပိုင်ရှင်အောင်အီဗရာမိုဗစ်ကသူချစ်တဲ့ခြေရည်သင်းကိုနှုတ်ဆက်မှုပြုလုပ်ချင်တဲ့အတွက်ဒီနေ့မှအသင်းရဲ့ပွဲကိုတက်ရောက်ကြည့်ရှုချင်တယ်လို့ပြောခဲ့တာကို The Insight Story of the CEO ခြေသင်းစာအုပ်ထဲမှာဖော်ပြထားပါတယ်။အီဗရာမိုဗစ်ကဒီနေ့မှကျွန်တော်ကခြေရည်သင်းရဲ့ပွဲတစ်ပွဲကိုတက်ရောက်ပြီးတည်တည်ချာချာလေးနှုတ်ဆက်မှုတွေပြုလုပ်နိုင်မယ့်အခြေအနေမျိုးရှိဖို့မျှော်လင့်ပါတယ်။ဒီတဲ့ကျွန်တော်ဘာမှမလိုချင်ပါဘူးလို့ပြောခဲ့တာပါ။အီဗရာမိုဗစ်ကယူရင်းကိုကျူးကျော်မှုပြုလုပ်ခဲ့တဲ့ရုရှားသမ္မတပူတင်ရဲ့မဟာမိတ်ဖြစ်ကြောင်းစွပ်စွဲမှုတွေကြောင့်ခြေရည်သင်းကိုရောင်းချဖို့ကလွယ်ပြီးအခြားရွေးချယ်စရာမရှိတော့ဘူးလို့2022ခုနှစ်မတ်လမှာကြေညာခဲ့တာဖြစ်ပါတယ်။အီဗရာမိုဗစ်ကဘရင်ဆိုရိုက်တန်ခတ်ပိတ်ဆို့မှုတွေကိုလည်းခံခဲ့ရတာပါ။ အီရန်ဘိုဗစ်ကချဲစည်းတင်ကိုတော့ဝလီဥဆောင်တဲ့အစုဖွဲ့အတိုင်းကိုပေါင်နေသက်မှ5ဘီလီယံနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်။အီရန်ဘိုဗစ်ကဒီငွေကြေးတွေကိုပိတ်ခံထားတဲ့ Britain Bank ကောက်ထဲမှာထည့်ထားတာပါ။အီရန်ဘိုဗစ်ကချဲစည်းတင်ကို2003ခုနှစ်မှာပေါင်သန်140နဲ့ဝယ်ယူခဲ့ပြီးအတင်းကိုစူပလာတွေရောက်နိုင်တဲ့ခေတ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ချဲစည်းတင်ကအီရန်ဘိုဗစ်လက်ထက်မှာ Premier League နဲ့ Champions League ဖလားတွေပါဝင်စူပလာအောင်မြင်မှုတွေအများပြားရယူနိုင်ခဲ့တာပါ။အီရန်ဘိုဗစ်ကချဲစည်းတင်ကိုရောင်းချခဲ့ပြီးနောက်အခြားဘယ်ကလပ်ကမှပိုင်ဆိုင်လို့ခြင်းမရှိတော့ဘူးလို့လည်းဒီစာအုပ်အတွက်ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။အီရန်ဘိုဗစ်က Professional အခမ်းအနားမှာ ာတော့ကျွန်တော်ကဘောလုံးအသင်းသတင်းရဲ့ဘယ်အခန်းကဏ္ဍကိုမှစိတ်ဝင်စားတော့ပါဘူး။ခြားနားမှုတစ်ခုကိုဖန်တီးနိုင်တဲ့အစားပြုမှုရှိခဲ့ရင်တော့အကယ်ဒမီနဲ့လူငယ်တွေကိုကူညီပေးနိုင်တဲ့အရာရှိနိုင်ပါတယ်။ဒါပေမဲ့ကလပ်တင်းရဲ့ပိုင်ရှင်ဒါမှမဟုတ် professional အခန်းကဏ္ဍကတော့ဒီဘဝမှာပြီးဆုံးသွားပြီလို့ပြောခဲ့တာပါ။အီရန်မိုဘစ်ထွက်ခွာပြီးနောက်ပိုင်းဆူပလာအောင်မြင်မှုနဲ့ဝေးပါခဲ့တဲ့ချယ်ရီတင်ဟာပိုင်ရှင်လေးလက်ထံမှာပထမဆုံးဆူပလာဖြစ်ပြီးခဲ့တဲ့ရာသီက Conference League ဖလားကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။